င်္ဂလာညနေခင်းပါရှင်မေလ9ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရထုံးလင့်တင်ဆက်ပေးပါမယ်ဒီကနေ့ညနေခင်းသတင်းတွေမှာတော့လာရှိုအထွေထွေယောဂကုစင်ယုံကြီးပြန်လည်ဖွင့်လှစ်ခဲ့တဲ့သတင်းလာရှိုမြို့မှာမြို့လုံးကျွကမဝါစာနဲ့အနီရကင်းပရိတ်မြို့ရင်းလှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့တဲ့သတင်းတထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းမပေါ်မှာရှိတဲ့မိုင်းခွဲဖြက်စီးခံရတဲ့တရားကိုရာရင်မြေဖို့ပြုပြင်ပြီးတဲ့နောက်မော်တော်ယာဉ်တွေပြန်လည်ဖြတ်တန်းနိုင်ပြီဆိုတဲ့သတင်း စင်ကာပူရွေးကောက်ပွဲမှာအာဏာရပါတီကတောင်ပြိုကမ်းမြိုအနိုင်ရရှိခဲ့တဲ့တွင်အဆရှိရတဲ့တွင်နေတင်ဆက်ပေးပါမယ်။ဦးဆောင်တွင်တပုတ်အနေနဲ့လာရှုံးအထွေထွေယောဂကုဇေယုံကြီးပြန်လည်ဖွင့်လှစ်ခဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံးမြို့မှာရှိတဲ့ဂရင်း900အထွေထွေယောဂကုဇေယုံကြီးအရေးပေါ်ဌာနကိုဒီနေ့မေလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ပြည်သူစေယုံကြီးကိုလာရောက်ဇေဝကုသကြတဲ့လူနာတွေကိုလက်တလုံးမှာမနက်၈နာရီကနေမိုးတက်၁၂နာရီမိုးလဲ၁နာရီကနေညနေ၅နာရီအထိဆီယံဝင်ကြီးတွေနဲ့ကျမကြီးဝန်ထမ်းတွေကကြည့်ရှုကုသပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ထပ်မံမီတင်ဆက်ပေးမှာကတော့လာရှုမျိုးမှာမျိုးလုံးကျုပ်ကမဝါစာနဲ့အနေရကင်းပရိတ်မျိုးရင်းနဲ့လည်းရွတ်ဖတ်ပူဇော်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးမှာမျိုးလုံးကျုပ်ကမဝါစာနဲ့အနေရကင်းပရိတ်ကို ညရင်းနဲ့လည်းရွတ်ဖက်ပူဇော်တာကိုမေလ၄ရက်ကပြုလုပ်ခဲ့ပါတယ်။မြို့လုံးကျကမဝါစာနဲ့အရိယကင်းပရိတ်ရွတ်ဆိုတာကိုမန်စုဆရာတော်ဦးဆောင်ပြီးလာရှုမျိုးပေါ်မှာရှိတဲ့ဆရာတော်တန်ဃာတော်တွေကသီရိမင်္ဂလာမန်စုရှမ်းကျောင်းကစတင်ထွက်ခွာပြီးဟူးမော်လန်ခိုင်ရွှေဝါလန်ရေကန်လန်မန္တလေးလန်သိန်းနီလန်ကနေတာသနာ2500ဖျာအဲဒီကနေတဆင့်ဘူရာလန်၊လေးရင်ကွင်းလန်၊လာရှိုးချင်းလန်ကနေမန်စူရှမ်းချောင်းကိုလှည့်လည်ပြီးရွတ်ဆိုခဲ့ကြတယ်လို့သိရပါဗျ။ ထပ်မံပြီးတင်ဆက်ပေးမှာကတော့တထုံမြို့နယ်ရေမောမလမြိုင်ကားလမ်းမပေါ်မှာရှိတဲ့မိုင်းခွဲဖြည့်စည်ခံရတဲ့တရားကိုရှားရင်မြေဖို့ပြုပြင်ပြီးတဲ့နောက်မော်တော်ယာဉ်တွေပြန်လည်ဖြတ်တန်းနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါတထုံမြို့နယ်မိုးကောင်းကြီးရွာအနီးရေမောမလမြိုင်ကားလမ်းမပေါ်မှာရှိတဲ့မိုင်းခွဲဖြည့်စည်ခံထားရတဲ့တရားကိုရှားရင်မြေဖို့ပြုပြင်လိုက်ပြီးတဲ့နောက်မေလ၄ရက်နေ့ညနေ၄နာရီကစတင်ပြီးမော်တော်ယာဉ်တွေပြန်လည်ဖြတ်တန်းနိုင်ပြီဖြစ်တယ်လို့သိရပါတယ် တထုံမြို့နယ်မိုးကောင်းကျေးရွာမိုးကောင်းစီရီအနီးရန်ကုန်မော်လမြိုင်ကာလန့်မပေါ်မှာရှိတဲ့ဒေသအခေါ်မိုးကောင်းတရာဟာမေ3ရက်ည7:30မိနစ်ခန့်ကမိုင်းထောင်ဖောက်ခွဲဖြစ်စီခံရပြီးပထမအကြိမ်မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီးတဲ့နောက်ပြန်လည်ပြုပြင်ထားတဲ့တရာတစ်စင်းလုံးပြိုကျပျက်စီးခဲ့ပါတယ်။ဒီအခြေအနေကြောင့်ခီးတဲ့တင်မှတ်လုံရင်တွေအပါအဝင် ကုန်တင်ရင်ကြီးတွေဟာမေလ3ရက်ညပိုင်းကနေဧပြီ4ရက်နေ့ညနေ6:00ခန့်အထိ မေလ3ရက်ညပိုင်းကနေမေလ4ရက်နေ့ညနေ4နာရီခန့်အထိအဆက်အသွယ်ပြတ်ပြီးသွာလာလို့မရတော့ပဲကားသေးတွေသာကြေးရွာချင်းဆက်လမ်းတွေကနေယာယီသွာလာနေရတယ်လို့သိရပါတယ်ဒုတိယအကြိမ်ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရတဲ့အဆိုပါတရားကိုတပ်ဆိုင်ရာကမြေဖို့ပြုပြင်ခဲ့ပြီးတဲ့နောက်မေ3ရက်ညနေ4နာရီခန့်ကစတင်က မော်တော်ယာဉ်ကြီးတွေပြန်လည်သွားလာနိုင်ပြီဖြစ်တယ်လို့ဒေသခံတဦးကပြောပါရယ်၎င်းကဆက်လက်ပြီးတရားကတိတ်မကြီးတော့ချောင်းထဲကိုမြေကြီးတွေဖြည့်လိုက်တယ်ပြီးတော့ရန်ကုန်ဘက်ကနေမော်လမြိုင်ဘက်အစင်းကားတွေအရင်လှတ်တယ် နောက်မှမော်လမြိုင်ဘက်ကနေရန်ကုန်ဘက်အတက်ကားတွေလှုပ်ပေးတာမျိုးတွေ့ရပါတယ်လို့ပြောပါတယ်။2024ခုနှစ်ဖေဖော်ဝါရီ28ရက်မနက်3:00နာရီခွဲခန်းကလည်းတထုံမြို့နယ်မိုးကောင်းကြီးရွာမိုးကောင်းစီဒီအနီးရန်ကုန်မော်လမြိုင်ကားလန်မိုင်တိုင်အမှတ်135မြင်းဆောင်9 136မြင်းဆောင်3ညကြားမှရှိတဲ့တရာအမှတ်၄မြင်းဆောင်136မိုးကောင်းတရာဟာမိုင်းခွဲဖြက်စီခံခဲ့ရကြောင်းနဲ့ပောက်ကွဲမှုကြောင့် အလျား38ပေကန်အကျဲ48ပေကန်ရှိတဲ့တရားလုံးဝပြည့်စည်သွားတဲ့အပြင်တရားအနည်းဝင်းကျင်မှာရှိတဲ့နေတလုံးနဲ့ဈေးဆိုင်ကအများပြပြည့်စည်ခဲ့တယ်လို့ဒေတာကန်တွေထံကသိရပါတယ်စင်ကာပူရွေးကောက်ပွဲမှာအာဏာရပါတီကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ဆိုတဲ့နိုင်ငံတကာသတင်းကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။စင်ကာပူနိုင်ငံမှာပြုလုပ်ခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာလက်ရှိအာဏာရပါတီဖြစ်တဲ့ PAP ပါတီကပဲတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။ မေ3ရက်ကပြုလုပ်ခဲ့တဲ့ဒီရွေးကောက်ပွဲမှာလာရောက်မဲပေးတဲ့ဆန္ဒမဲအရေးအတွက်နှစ်တက်သမ၄တန်းကျော်အနက်65ဒသမ5ခွန်ရာခိုင်နှုန်းကိုရရှိခဲ့မှုနဲ့အတူဝင်ကြီးချုပ် Lawrence Wong ရဲ့ PAP ပါတီဟာလွတ်တော်နေရာ69နေရာအနက်89နေရာကိုအနိုင်ရရှိခဲ့ပါတယ်။စင်ကာပူနိုင်ငံသားတွေက PAP ပါတီကိုပဲအုပ်ချုပ်ခွင့်ပေးခဲ့ပါတယ်။ မဲရလက်အရစင်ကာပူနိုင်ငံဟာရှုပ်ထွေးနေတဲ့ကမ္ဘာကြီးကိုရင်ဆိုင်ဖို့ပုံမကောင်းမွန်တဲ့နေရာကိုရရှိပါလိမ့်မယ်။ဒါဟာအစိုးရအဖွဲ့ပေါ်ယုံကြည်မှုရှိတဲ့လက္ခဏာဖြစ်ပါတယ်လို့ဝေါင်ကတရားဝင်မဲရလက်တွေကြေညာချက်ထွက်ပေါ်အပြီးမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောကြားခဲ့ပါတယ်။ ဝါဟောင်ဝင်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခြင်းကနေစပြီးဒီရွေးကောက်ပွဲဟာ၎င်းအတွက်ပထမဆုံးရွေးကောက်ပွဲဆင်ခုံမှုတစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြင်းထန်တဲ့ကုန်သွယ်ကွန်တိုးမြင့်တဲ့မူဝါဒကြောင့်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေတေချာရေရာမှုမရှိချိန်မှာမိမိကိုထောက်ခံကြောင်းပြသကြဖို့ဝါကမဲဆန္ဒရှင်တွေကိုတိုက်တွန်းခဲ့ပါတယ်။မေလ9ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုတရားထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ည၈နာရီမှလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမယ်။ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။